င်္ဂလာပါရှင်ရောင်ကတိ channel နောက်ဆုံးရသတင်းကိုတင်ဆက်ပေးပါမယ်။မြောက်ရီမြို့နယ်လေးကေကောင်မြို့တွင်မှနေစဉ်တိုက်ပွဲပြင်းထန်နေပြီးစစ်တပ်ဘက်ကတရားကြောသေးဆောင်သောဒေါ်လိုင်းတက်စကန်ချိုဆုတ်ကွာမှုတွေရရှိနေ။ကင်းပြည်နယ်မြောက်ရီမြို့နယ်လေးကေကောင်မြို့တွင်မှနေစဉ်တိုက်ပွဲပြင်းထန်နေပြီးစစ်သား150ကျော်သေဆောင်တာကလက်နက်နဲ့အလင်းဝင်ရောက်သူတွေရှိကြောင်းစားတဲ့နဲ့စစ်ကြောင်းနဲ့ဂျက်စတီဆိုကြတဲ့ဘက်ကသတင်းထုတ်ပြန်နေ။ စတေမာလာ20ရက်နေ့ကဆိုင်မြောင်ရီမြို့နယ်လေးကေကောင်မြို့တေဘက်ကိုဂျာဘတ်စစ်ကောင်စစ်တပ်ကလေကြောင်းနီးပညာမြင့်ဒရုန်းနဲ့မင်းဆက်တုံးကြီးလက်နက်ကြီးပြုတ်ကောင်မြောက်တွေတုံးပြုတ်ကလေးကေကောင်မြို့မြောက်ဖက်နဲ့အရှိမြောက်ဖက်ရှိမဲတော်တလေးပဟိကလောမဲ့ ထိမဲ့ဝါကီလမ်းကြောင်းတို့အင်အားလုံးရဲ့ထိုးစစ်ဆင်လာခြင်းဖြစ်တဲ့တော်ပြင်ဂျပန်စစ်ကောင်စီကလက်နက်ကဲများနဲ့တူအလင်းဝင်ရောက်လာတဲ့စစ်သားများပြရှိနေပြီးစစ်မှုထမ်းတပ်သားတွေကိုအင်အားတစ်ဖြည်းကဆက်လက်ပို့ဆောင်နေရကြောင်းလေးကီကောမျိုးတဲ့အတွင်မှာတိုက်ပွဲဆက်လက်ပြင်းထန်နေတယ်။အဆိုပါဂျပန်စစ်တပ်စစ်ကြောင်းတွေကို KNU KNL ပြောတာ32ဂျာတင်နဲ့စစ်ကြောင်းကော်ပိုရာစစ်ကြောင်းဖွင့်တော်စစ်ကြောင်းနဲ့ Justice ဆိုကြစစ်ကြောင်းတွေပူးပေါင်းကတိုက်ခိုက်နေခြင်းဖြစ်တဲ့ဂျပန်စစ်ကောင်စီတပ်ကပြည်သူတွေကိုအတင်းအမပေါ်တာဆွဲဖက်စစ်ကစစ်မှုထမ်းတပ်သားဖြစ်စုဆောင်ပြီးရှင်းလင်းစစ်မြေပြင်နေမှာမှုရေးစေဝါတွေကြွေကတေ ကတိုက်ခိုက်နေခြင်းဖြစ်ကြောင်းထို့ကြောင့်ရှေ့တန်းတိုက်ပွဲမှာတိတ်ဆုံးသူများစုမှစစ်မှုထမ်းတပ်သားဖြစ်ကြသေးရတယ်။ထို့ကြောင့်ပြည်သူများအနေဖြင့်ဂျပန်စစ်အာဏာရှင်ကိုစန့်ကျင်ကလင်းဝင်ရောက်ကြပါရင်ထို့သူလင်းဝင်ရောက်လာသူတွေကိုနေထွေးစာကြိုဆိုလျက်ရှေ့ချောက်ကြားတင်တဲ့စစ်ကြောင်းကထုတ်ပြန်နေ။ဆလပီဒီမော့ဆိုမှစစ်ကြောင်းထိုးနေတဲ့ခလာရကိုတိုင်မှစစ်မှုထမ်းတပ်သားတိတ်တဲ့အလင်းဝင်ပေါ်တာဆွဲခဲ့ရပြီးစစ်သားဖြစ်တဲ့ဂျန်စုဆောင်ခံရသူတွေဖြင့်ကင်းနေပြည်နယ်ဒီမော့ဆိုမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့ခလာရကိုတိုင်ကနေစစ်မှုထမ်းတပ်သားတိတ်တဲ့ဟုတနက်တလယူဆောင်လာခြင်းမရှိပဲအလင်းဝင်လာကြောင်း ကင်တရက်ပေါ်သတင်းနဲ့ပြန်ဆိုင်တာရှိသူကပြောတယ်စတီမလာ20ခွဲနေမှာဒီမော့ဆွန်မြို့နယ်မှာစစ်ကြောင်းထုံနေတဲ့ခလာကိုတိုင်မှာစစ်မှုရန်တပ်သားတွေတောင်တနက်ယူဆောင်လာခြင်းမရှိဘဲထွက်ပြေးလာပြီး KNDF KN National Lady Defense Force တောင်ကိုလင်းဝင်ရောက်ခဲ့တယ်တို့လင်းဝင်အောင်လိုက်စစ်မှုရန်တပ်သားတေးအောင်ကိုကိုဟင်းကစစ်မှုရန်ပတ်စင်ကအကြောင်းဆင်ဖြစ်ပြီးအကြပ်ဖက်စစ်ကောင်စီတပ်သားရေပေါ်တာဆွဲခံသူတောင်ဖြစ်သောသူရတဲ့ ဆက်လက်ပြီးပုံတို့ရစီမီးတပိတ်လေးကြောင်းတိုက်ခိုက်ခဲ့ရမှုကြောင့်တပိတ်ကောင်းဆောင်နေ PDF တွေနဲ့ကလင်းငယ်တွေပေါင်းဝင်တည်ဆောင်သူရောက်40ကျော်တိရှိနေ။စကိုင်းနိုင်မောင်ခဲအကြောင်းမြို့နယ်ကပုံတို့ရလေးကြောင်းတိုက်ခိုက်ခဲ့မှုဖြစ်စဉ်မှာတည်ဆောင်သူရေတွက်40ကျော်တိရှိလာဖြစ်ပြီးကလင်းငယ်တွေမျိုးသမီးတွေပါရက်သားတွေတပိတ်ကောင်းဆောင်နေတဲ့တော်လိုင်းတပ်ဖွဲ့တွေပေါင်းကြောင်းဒေသခံတော်လိုင်းတပ်ဖွဲ့စီကနေတည်ရတဲ့ ပြီးခဲ့အောင်တို့ဘာလာကြာနေ့တရင်ကျော်လာပညာကချောင်းမြွနဲ့နောက်မြချံပုံတို့ရတဏျာကိုဇေယုစုကနမခတက်ဆက်တက်လေးဒီတစင်းနဲ့120မမပုံတိရကျဲကြတိုက်ခိုက်တယ်။ဇေယုစုပုံတိကြစေရဒေတာခန်နေနဲ့မောင်ရမြင့်လန်တပိတ်ကောင်းဆောင်နေ့တရင်ကျွရမိတုံပွဲနဲ့စီမီတပိတ်လှုပ်ဆောင်နေခြင်းဖြစ်တာကြောင့်ပုံတိကြောက်ပါခွာရမှာထိခိုက်တိဆုံးမှုတွေများကယ်လို့သိရတယ်။ထိခိုက်တိဆုံးသူတွေကပြင်းရမြင့်ပုံတိတန်းကြောင့်ခြေပြက်လက်ပြက်ရုပ်ပြက်ဆင်းပြက်တိဖြစ်ခဲ့ကြပြီးလေကြောင်းနေရှိရကြကပဲကိစေးလုပ်ငန်းတွေလှုပ်ဆောင်ခဲ့ကြတယ်လို့သိရတယ်။ထိခိုက်တွေကပြင်းထန်သွေးများကြောင့်ရေးပေါ်သွေးလိုအပ်မှုတွေလည်းဖြစ်ပေါ် ါ်ခဲ့ပြီးတည်ဆောင်းသူရဲတရားတစ်ဖြစ်ဖြစ်တိုးလာခဲ့လို့မြေပြင်တော်လိုက်တဲ့ဖွဲ့အနေကပြောပါရယ်အဇဖတ်စစ်တပ်လက်ချက်ကြောင့်ရဲသားတွေနဲ့တူစကိုင်းတိုက်တပိတ်ရာစုကရဲဘော်ချမ်းကျင်းအောင်နဲ့ရဲဘော်ညီညီစော်တို့ပါဝင်ရဲဘော်ကံမြင်လင်ဝေးရောက်ပြီးပဲကဲကုညီကဲစေးဖွဲ့ဝင်ရဲဘော်စော်လင်တိုင်းမွေရမြင့်လမ်းတပိတ်ကောင်းဆောင်နေ မော်ရွာနဲ့ချောင်းချေဆိုင် PDF တပ်ဖွဲ့ဝင်တွေတိစောက်ခဲ့ကြောင်းသိရတယ်။အဲ့ဒီဖြစ်စဉ်မတိုင်ခင်ညနေစောပိုင်းကလည်းကြောက်စစ်ပေါင်းအာမတာ9ရှစ်တဲကနေရန်ကပြစ်ခတ်လိုက်တဲ့စေုပ်စုလက်နက်ကြီးကြီးကြောင်းမော်ရွာမြို့ရှိတောင်ပဲညောင်ပင်ရွာနဲ့အသက်30ရွယ်မြို့သမီးတယောက်ထိခိုက်သေးဆုံးခဲ့တယ်။တစ်ဖက်မှာလည်းကျန်းဖက်စစ်ကော်မရှင်ကသူတို့ပြေဝတဲ့ကြောက်တာမော်ရွာမြို့ပေါ်မှာစစ်တပ်ထောက်ခံသူများစုအတွက်ရှိရွယ်တဲ့ပြည်သူ့ဥယျာဉ်ဖြတ်ပြပွဲကိုလွှတ်ဆောင်ပေးခဲ့လို့သိရတယ်။လက်ရှိအော်တိုဘာလပထမဘက်တွင်မှာစေုပ်စုကရှမ်းမြောက်ဒေသတွေပါဝင်ဇက်ကိုင်းမကွေးနဲ့မန်လေးတိုင်းကတလွင်ရအကောင်ရမြိုင်ပေါက်ဘကောက်ကိုစာလင်ကြီးမ တရားဝက်လက်ကန်ကောစာမြို့နယ်တွေမှာဆူဆူရွရွာဘုံးကျက်တိုက်ခိုက်တိုင်းထပ်မံလှုပ်ဆောင်နေရပဲဖြစ်ပါတယ်။ ဆလပီမိုင်းလိုမျိုးနယ်မှာစစ်တပ်စစ်ကြောပုံစံတိုက်ခိုက်မှုကြောင့်ကလင်းငယ်ပါဝင်ရွာကန်ဆယ်ဦးသေးဆုံးခဲ့။ရှမ်းပြည်နယ်ကြောင်မဲခိုင်မိုင်းလုံမျိုးနယ်ကိုဂျပန်စစ်တပ်ပုံစံတိုက်ခိုက်မှုကြောင့်ကလင်းငယ်တပ်ပါဝင်ရွာကန်ပြည်သူဆဲဦးသေးဆုံးခဲ့လို့တရင်မျိုးသမီးဖွဲ့စည်းတံခါးနေတီရတဲ့စစ်ကော်မရှင်တောင်တိုဘာလာ9ရက်နေ့နေ့လယ်တနာရီ10မိနစ်ချိန်မှာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲမိုင်းလုံမျိုးနယ်ကွင်နန်ကုန်းကျောက်စုမိုင်ဟောင်းကျောက်ကိုပေါင်ကပေါင်းနှလုံးကျဲကြတိုက်ခိုက်ခဲ့တယ်။မဆိုပါတိုက်ခိုက်မှုကြောင့်ကလင်းငယ်တပ်ပါဝင်ရွာကန်မျိုးသမီး9ယောက်မျိုးသားလျောက်သေဆုံးပြီးသုံးယောက်ထိခိုက်ဒဏ်ရာရရှိခဲ့တယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့်ဒိတ်ဆုံးသူတွေကတော့မောင်အိုင်ဦး၊အိုက်ထိုင်၊အောင်စာ၊ကိုဆိုင်ဆန်ပွင်း၊ကိုအိုက်ချန်စာ၊ဒေါင်ခင်၊နန်းခင်ပါနန်းလာဆိုင်၊နန်းရီတန်၊နန်းရီမေလိုပဲဖြစ်ပါတယ်။မြင်မသိရတဲ့ဒေတာကန်တော်ရောက်ကလည်းထိခိုက်တရာရရှိခဲ့ပြီးလူနေချောင်းလုံးပြက်စီးသွားတယ်လို့ထုတ်ပြန်ကြရသေးရတယ်။ဒါအပြင်လေကြောင်းတိုက်ခိုက်ခင်ရတဲ့မိုင်ဟုံးချေဟာတင်းရွာမဟုတ်ပဲရှင်းအောင်ဖြစ်တယ်လို့လည်းသိရပါဗျ။ ဆက်လက်ပြီးမိုင်းကုန်းမြို့ကိုကြက်ဘက်စစ်တပ်လေးကြောင်းပုံကျဲတိုက်ခိုက်ပြည်သူနှောင်းတေဆုံမိနေဥတရားရရှမ်းပြည်နယ်မြောက်ပိုင်းကတရင်တပ်မတော်ထိတ်ချုပ်ထားတဲ့မိုင်းကုန်းမြို့နယ်ရက်ကွက်ကိုကြက်ဘက်စစ်တပ်ကပုံကျဲတိုက်ခိုက်ခဲ့လို့တရားနယ်လေးနဲ့တရင်ဝူမဲ့ organization ထုတ်ပြန်ကြရသည်ရတယ်။အော်တိုဘာလာရှင်းနေနေလပိုင်းမှာကြက်ဘက်စစ်တပ်ကမိုင်းကုန်းမြို့နယ်ရှိလူနေထူထပ်ရက်ကွက်ကိုတိုက်ပွဲဖြစ်ပွားပဲလေးကြောင်းပုံကျဲတိုက်ခိုက်ခဲ့တယ်။ကြက်ဘက်စစ်တပ်ပုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံပြည်သူနှောင်းတေဆုံမိနေဥတရားရရှိခဲ့လို့မိုင်းကုန်းဒေသခံမြို့သားတယောက်ကပြောတယ်။ လင်းကျဲသွားတာ yes scan ရှိမှနှလုံးကြားတယ်။အဲ့ဘက်မှာလူထိထွားတဲ့တံရလည်းရတယ်။ rocket လည်းဖြစ်တယ် rocket ကထွေးဥယုံနဲ့ yes scan လမ်းကြားမှာကြားတယ်။ဂျပန်စစ်တပ်ကပေါင်ကားပုံနှလုံးပုံစဲအပြင် rocket လေးလုံးမှာတုံးပြပြီးပြစ်ကတ်တိုက်ခိုက်ခဲ့လို့စစ်ဝါဒီသက်ခဏီကပြောပါရတယ်။ ဆက်လက်ပြီးတော့စက်တက်လေဒီတွေကိုတံပြက်ချိန်ဆဖို့လိုအပ်နေပြီလားအတွေ့အော်ရွေးကောက်ပွဲနီးကပ်လာနဲ့မြစစ်ကော်မရှင်ကတော်လိုင်းအင်အားစုကိုဖယ်ရှားဖို့သူတို့ပေါ်စန့်ကျင်မိတွေကိုဖုန်နှိပ်ဖို့ပြည်သူလူထုကိုကြောက်တရားသွင်းဖို့အတွက်လေးကြောက်တိုက်ခိုင်းမှုတွေစက်တိုက်လောက်ဆောင်နေတယ်။လက်တလောဆိုးဝါးဆိုးဖြစ်ဖြစ်ကိုပြောပါဆိုရင်တော့ပြီးခဲ့အော်တိုဘာလာချနေမှာဖြစ်ပွားခဲ့လေးကြောက်တိုက်ခိုင်းမှုလို့ပဲဆိုရမှာဖြစ်ပါတယ်။အော်တိုဘာလာချ9ရက်နေချင်းစကိုင်းတိုင်းမော်ရနဲ့ဆောင်းဆက်ကပုံတို့ကျေးရမှာဂျမဖတ်တန်နီနဲ့စင်မီတပိတ်ပြုတ်လောက်ပြီးတော့တပိတ်တရားဟောကြားနေတဲ့ပြည်သူလူထုကိုစစ်တပ်ကပရိုမိုတာနဲ့ပေါ်ကျတိုက်ခိုက်ရမှာထွတ်ထွေတပိတ်ပေါ်ဆက် ညီနိုင်အင်အားစု GSCB ရဲ့ဘော်တော့ပါဝင်22ယောက်တည်ဆုံပြီးအယောက်40ကျော်တရားရရှိခဲ့တဲ့။ဒါအပြင်လေကြောင်းတိုက်ခိုက်မှုတွေကိုကာကွယ်ရမှာခြေကံကြဆုံချက်တွေဖြစ်တဲ့လေကြောင်းနဲ့ကျွတင်သတိပရက်စနဲ့အာလီယာ1နဲ့ Norwood တွေစစ်စစ်ထားရှိဖို့အကောက်အွယ်ပုံကိုစစ်စစ်ထားရှိဖို့လူစုလူဝင်နဲ့လှုပ်ဆောင်တာတွေကိုပုံမှုရှောင်ရှားကြဖို့လိုအပ်တယ်လို့ Tactical Reporter 2.0တို့ကဆိုပါတယ်။နောက်တစ်ကြိမ်ထပ်မဖြစ်အောင်လို့ဂျိုတေကောက်ွယ်မှုတွေလှုပ်ဆောင်ကြဖို့နဲ့စက်တက်လေဒီတွေအနေအကပို့ဆိုးလာနေရကြတော့တပ်ပြတ်မှုဒီလန့်တွေကိုစဉ်းစားဖို့လိုမျိုးဖြစ်ကြောင်းအကြံပြုထားတာတွေ့ရပါတယ် ဆလဘီနထိုးချင်းမကြီးကုန်းရပုံစံကြောင့်မှဆက်ရှာနေပြည်သူတွေကိုဂျက်ဖိုက်တာနဲ့ပုံစံအမျိုးသမီးတအုပ်ဒေကလေးတအုပ်ဘောင်ဝင်ဆဲဥတရာရ မန္တလေးတိုင်းနှစ်ထိုးကြီးမြို့နယ်မှာခြေကောင်းရဖုန်ကြီးကျောင်းမှာစစ်ဘေးရှောင်နေရပြည်တွင်ပေါ်ပြမှတ်ထားပြီးလေကြောင်းကနေဇက်ဖိုင်တာနဲ့ပုံစံတိုက်ခိုက်ရာဒေသခံတွေထိခိုက်သေးသောမှုရှိလို့မြေပြင်သတင်းမြစ်တွေကပြောတယ်။မနက်ရှင်းနိုင်ခွဲချိန်မှာစစ်ဘေးရှောင်နေကိတက်ခိုလုံးနဲ့မကြီးကောင်းဖုန်ကြီးကျောင်းဘော်ကိုဇက်ဖိုင်တာနဲ့ပုံစံခဲရာဖုန်ကြီးကျောင်းနဲ့ကြောက်ပောက်ွဲပြီးမြို့သမီးတောင်သေးပြီးကလေးငယ်တောင်ပေါင်ပြက်တန်းအားပါဝင်ဆဲဥထိခိုက်တဲ့ရာရှိသွားပါတယ်။တိုက်ပွဲဖြစ်တာမရှိဘူး။စစ်ရှောင်နေပေါ်ပြမှတ်ထားကြတာပေါ့မြို့သမီးကအပွဲချင်းမိတင်ဆောင်ပါတယ်။နှစ်ထိုးကြီးမြို့နယ်တွင်ရှိရက်သားပြမှတ်တွေပါတာရေးဆောက်ရေးစေယုံနဲ့စာတင်ကျောင်းနဲ့ကိုလေးကျောင်းကနေ ်ပုံကျဲပြီးတော့ဆရာဆွေမကိုပေါ်တင်ကျွလွန်နေရပဲဖြစ်ပါတယ်နောက်ထပ်တင်ဆက်ပေးမှာကတော့ဒီဘဲမျိုးပေါ်ကတက်ဆွဲတာဆေးအုပ်စုနေမိုင်းတောင်ပြီးဖောက်ခွဲတိုက်ခိုက်ဒီဘဲမျိုးပေါ်တက်ဆွဲထားတဲ့ဆေးအုပ်စုနေကို ကင်းယူပြီးတော့မိုင်းသွားထောင်ကပေါက်ွက်တိုက်ခိုက်ခဲ့လို့ဒီပိုင်းခြေစားပြောပြတုကကွယ်ဖွဲ့ကသတင်းထုတ်ပြန်နေ။ပြီးခဲ့တဲ့အော်တိုဘတ်6ရက်နေ့ညနေပိုင်းမှာစေအောင်စုတက်စရာနေရာတည်နေကတ်သွားကမိုင်းထောင်ခဲ့ပြီးည7နာရီနဲ့12နာရီချိန်တွေမှာပေါက်ွက်တိုက်ခိုက်ခဲ့တယ်။ခွေးရီနီမိုင်းထောင်မိညာရောက်မှခွဲလိုက်တာထိခိုက်မှုကတော့ရှိမယ်။ခွေးနာနီကတ်ဆိုတော့ထိရရှိပါမယ်။အတိအကျမသိရသေးဘူး။ဒီတိုက်ခိုက်မှုကိုကြာဆုံးရဲဘော်တွေအတွက်ကွန်ပျူတာအနေနဲ့ဒီပိုင်းတိုက်နယ်တည်တိုက်ခိုက်လို့ရှာဖွဲ့ကပြုလုပ်ခဲ့တာဖြစ်ပြီးဒီပိုင်းမျိုးပေါ်ရှိစေအပြည့်မှတ်တွေကိုဆက်လက်တိုက်ခိုက်သွားမှာဖြစ်တယ်လို့ထင်ထားပါတယ်။နောက်ဆက်အပိစားအတွက်သူပဲကျေးဇူးတင်ရှိပါရရှင်။